ေဒီ YouTube channel ကြီးကပြန်လဲကြိုးစားပါဗျာနော်ဒီနေ့ဘာလို့ပြောချင်လဲဆိုတော့နော်ခင်ဗျားတို့ဝေါ်ရင်ကနော် EAR ကောင်းစီဖွဲ့သီးခြင်းနဲ့နော်ဘာမှမအောင်ဒီခင်ဗျားတို့ကပြီးနိုင်မစီးနိုင်တော့ရေဗျာနော်ဒီအားကြီးဒါဆိုဟိုနာအခုချိန်ဒီလဲဟိုမှာနော် VPN လေးကျွန်တော်တဘောလုပ်ပြီးဟိုမှာ VPN လေးဆိုတော့နော်ဟိုဘူဆောင်ကနော် အခုချိန်ဒီသူတို့ရဲ့ဘသူဘသူမှလည်းအဲ့မှာဒီလောက်အညာမပေါက်ပန်း40ဖြစ်ပြီးတော့စီလုံးမှုတွေလည်းဒဇာမှမရှိသေးဘူးကောလိုင်ကောဆိုလဲဘာမှဟုတ်တော့မဟုတ်လိုကယ်တွေနဲ့အကုန်ပြဿနာတက်တပါသုံးလုံးတွေနဲ့အမိုဒီလောက်မရှိတိုင်းနဲ့အဲ့ဒါကြီးအကုန်လုံးဖြစ်နေအကွဲပြဲအကွဲပြဲဘယ်တော့ခင်ဗျားတို့ခင်ဗျားပြောလိုက်ဟာ2026 2025 2021 3 4 6ပေါက်ပန်း40ပြောနေခင်ဗျားတို့ကိုယ့်အချင်းချင်းတော့ကိုစီလုံးအောင်မလုပ်နိုင်ဘူးဗျာ ခုလည်း AR ကောင်စီဖွဲ့ကြည့်ချင်းချင်းဆိုပြီးတော့လှိုင်ဝဲကပြောလိုက်ပြန်ပြီနော်တကယ်ဆိုခင်ဗျားတို့အခုချိန်ကြီးတော်မှာခင်ဗျားတို့စာနဲ့နှစ်တင်းနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါခင်ဗျားတို့အခုချိန်ကြီးဖွဲ့စည်းရဖွဲ့စည်းရမပြီးနိုင်ဘူးခင်ဗျားတို့ဖွဲ့ကြည့်နော်ပြီးရင်တက္ကမွန်ညိုတပုတ်လည်းလှုပ်ပေးအောင်မှာတက္ကမွန်ညိုကခင်ဗျားတို့အကုန်ဖော်ပြီနော် NUG မှာတခုချဘူးစောက်တုံးမကြတဲ့အားရဲ့နော်အများကြီးပဲဖြစ်နေတဲ့အရာရဲ့နော်ကြတော့ ခုချိန်ထိကိုအမမသီလုံးမပြုတ်ပဲနဲ့အကုန်ကွဲပြတ်သူတို့လူငါတမင်းနေဖြစ်ကြားကြောက်လို့ချင်းကိုချင်းကြတဆိုးချင်းကြီးတို့ချင်းငယ်တို့အများကြီးဖြစ်နေပြီဒါကြီးဒါကြီးကိုလည်းခင်ဗျားတို့ကဟိုမသိသေးဘူးမသိသေးပဲနဲ့ဟမ်အမဟိုအခုချိန်ထိလည်းအဖွဲ့စည်းခြင်းနေရာမပြီးနိုင်သေးဘူးခင်ဗျားတို့နော်အကျော်ဒီမှာညနေမဲလိုင်ဝင်ပြောထားတဲ့နော် ARD ကောင်စီဖွဲ့စည်းခြင်းနဲ့ဗျာနားထောင်လာဘာမှမသိတော့ကျွန်တော်တို့လည်းပြည်တွင်းကိစ္စကတော့အားလုံးသိတဲ့အတိုင်းပဲမနေ့က ARD အေယာဗရီတိုင်းကသူတို့ဒီအေယာဗရီပြည်နယ်ကောင်စီလိုအမျိုးတစ်ခုဖွဲ့လိုက်တာပေါ့အဲ့တော့အေယာဗရီမှာဒီကရင်ကောင်းဆောင်တွေအများကြီးပါတယ်ရခိုင်လည်းပါတယ်မွန်လည်းပါတယ်ပေါ့သူတို့ဖွဲ့မှာပြီးတော့အဲ့ဒီအေယာဗရီတပ်မတော်တစ်ခုလည်းသူတို့ဖွဲ့စည်းလိုက်တယ်အဲ့တော့အဖြစ်အပျက်နဲ့ကျွန်တော်တို့ကယုံလို့ပေါ်လာပြီပေါ့ကျွန်တော်ပြောနေသလိုပဲအလုံးက ဒီ NLD ကဒိုမီနိတ်ပေါ့နော် NLD ကပဲဖွဲ့စည်းထားတဲ့ပြည်내ကောင်စီတွေမဟုတ်တော့ဘဲတိုင်းကောင်စီတွေမဟုတ်တော့ဘဲသူ့ဒေသနဲ့သူရှိတဲ့တိုင်းရင်းသားဘော်တွန်အပ်တွေကဖွဲ့စည်းတဲ့အနေထားတွေတပြေးပြေးနဲ့ချင်းကပ်လာပါပြီအဲ့တော့အဲ့ဒီအနေထားရအေယာဗတီကလည်းကြီးညာပါပြီအဲ့တော့အေယာဗတီကလည်းကြီးညာပြီးဖြစ်တဲ့ဒါကတိုးတက်မှုတစ်ခုဖြစ်ပါတယ်အယိုးရှင်းလင်းပြောရရင် ဒါအယိုးရှင်းလေးပြောရရင် NLD ကတနိုင်ငံလုံးနိုင်တယ်ဆိုပြီးတနိုင်ငံလုံးမှာပြည်내အစိုးရတွေတိုင်းအစိုးရတွေလိုက်ဖွဲ့တာကိုဒေသခံတွေကလက်မခံတော့တဲ့ခေတ်ဖြစ်သွားပါပြီပြောချင်တာကဒါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအအောင်နေစစ်ကောင်စီတွားနေတဲ့လော်ကြီးအုပ်တဲ့နိုင်ငံရေးကိုအခု27ရာစုဒေါ်လာရေးမှာလက်မခံကြတော့ပါဘူးအဲဒါကြောင့် ီအဲ့ဒီအခင်းကျင်းဖြစ်ပေါ်နေပြီပေါ့ဒါကြောင့်ပြည်တွင်းမှာလည်း NUG ကအခက်အခဲရှိနေပြီဆိုတော့ဒါကိုပြောချင်တယ်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်ရနာရှင်နေဝင်းတန်းရွှေမြောက်လိုင်းတို့ရဲ့ဒီပြည်နယ်တိုင်းခွဲထားတဲ့ကိစ္စကိုလည်းဒေသခံတွေကလက်မခံတော့ဘူးပေါ့အဲ့တော့ မြန်မာပြည်လက်ထက်ကပြောရင်ကျွန်တော်ပြောသလိုမန္တလေးစကိုင်းကအဓိကဒါမြန်မာပြည်နေစိုးမိုးတဲ့နေရာပေါ့ပကိုးပကိုးတော့မဟုတ်ဘူးပကိုးကမွန်စိုးမိုးတာရန်ကုန်ဆိုတာမရှိပါဘူးပြည်လက်ထက်မှာရန်ကုန်ဆိုတာရွာပဲရှိတာပကိုးထဲမှာပါတာအဲ့တော့အေယာဗရီကကရင်မွန်နေတဲ့လေပတ်သက်တယ်ရခိုင်နဲ့လည်းပတ်သက်တယ်ပေါ့အဲ့ဒါမျိုးပေါ့အဲ့တော့အားလုံးအစုတိုင်းသားအစုဆုံးပါတယ်ဒါကြောင့်ရန်ကုန်ကလည်းဘရင်ဘရင်လက်ထက်မှာတိုင်ခင် ကမရှိတာဖြစ်တဲ့တွေဒီအင်္ဂလိပ်ခေတ်မှာတည်ဆောက်ထားတာပြရန်ကုန်ကလည်းတိုင်းသားအားလုံးအစုပါတယ်ဗမာမဟုတ်ဘူးအားလုံးပါတာပေါ့အဲ့တော့ဒီဒီမြန်မာဘီနန်းဆက်ကစကိုင်းမန္တလေးဒေသကအဓိကပဲမကွေးပါမှာပေါ့တချို့မကွေးပေါ့ဂျန်နဲ့ဟာတွေအားလုံးကတော့ဒီတိုင်းသားတွေအားလုံးရဲ့နေမြေတွေပဲအဲ့တော့အဲ့ဒါမျိုးအနေထားကနေအခု သူတို့ bottom up ကိုသွားမယ်လို့ပြောနေတာ bottom up ရဲ့အတိပဲကဒါပဲဒါဆိုရင်မင်း online နဲ့ဆက်အာဏာရှင်တွေဖွဲ့စည်းပေးတဲ့နိုင်ငံရေးပါတီတွေနဲ့ရွေးကောက်ပွဲဥတွေများအရာသူတို့ကိုယ်တိုင်ကကျန်းဖို့ပါတီစစ်တပ်ပါတီကတနင်္ဂနွေလုံးကိုလက်ဝဲကြီးအုပ်ချင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုအမိသည်ဟဲပြုပြီး NLD ပါတီကလည်းတနင်္ဂနွေလုံးကိုလက်ဝဲကြီးအုပ်တဲ့ပုံစံဖြစ်သွားတာအဲ့တော့မင်းအောင်လိုင်းရဲ့ဒီ28ဖွဲ့စည်းပုံအခြေခံ2008ဖွဲ့စည်းပုံအခြေခံပေါ်ပေါက်လာတဲ့ဒီ NLD ရဲ့ ရွေးကောက်ပွဲရလနဲ့တရားဝင်မှုကစစ်အာဏာရှင်အတိုင်းဖြစ်နေတယ်။ကြက်ဖို့အတိုင်းဖြစ်နေတယ်။အဲ့ဒါကိုຫນွေဦးတော်လိုင်းကြီးပေါ်လာတဲ့အခါမှာလက်မခံကြတော့တာ။ဒါကြောင့် bottom up democracy ဆိုတာအဲ့ဒါကိုပြောနေတာ။ဒါကြောင့်အဲ့ဒီရဲ့ရလက်တစ်ခုအနေနဲ့မနေ့ကဧရာဝတီတိုင်းမှာစာဖွဲ့ပြီးပြောချင်တာကဧရာဝတီတိုင်းမှာအများစုရှိတဲ့ကရင်လူမျိုးတွေတချို့မွန်လူမျိုးတွေရခိုင်တွေနောက်တချို့ဗမာတွေလည်းပါမှာပေါ့အဲ့ဒီဖွဲ့ရနေသူတို့ဥဆောင်ပြီးဖွဲ့တဲ့ဥက္ကဋ္ဌကတော့ကရင်ကရင်မှာ ပြီးတော့သူတို့စစ်တပ်ဖွဲ့ပြီးဒီပုံစံနဲ့သွားတော့မှာပြောချင်တာက NUG က NLD ကိုအခြေခံပြီးတိုင်းဒေသကြီးတွေမှာတိုင်းကောင်စီပေါ့ပြည်내ကောင်စီတွေလိုက်လုတာကိုလက်မခံတော့ဘူးဒါကိုပြောချင်တာဘာကြောက်လဲဒီမိုကရေစီရဲ့အသွင်သဏ္ဍာန်ရဒီနိုင်ငံရေးသမားတွေရပဲဥဆောင်မယ်ဆိုတော့ NUG ရဲ့ဒီဒီမိုကရေစီရဲ့မူဝါဒအရာ ် NLD ပါတီကလွှတ်တော်ကိုယ်စားလှယ်တွေပဲအတွင်းဝင်တွေလုပ်မယ်အတွင်းအညွှန်ကြားမှုချုပ်တွေလုပ်မယ်တိုင်းကောင်စီတွေပါလွှတ်တော်ကိုယ်စားလှယ်တိုင်းကောင်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေမြို့နယ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်းကောင်စီအဟုထားတိုင်းဆိုးရတွေဖွဲ့မယ်ဆိုတာဟာမမှန်ပါဘူးမမှန်တော့ဘူးပေါ့အဲ့တော့မမှန်ဘူးဆိုတာထက်အများစုလက်မခံတော့ဘူးအဲ့ဒါပြည်တွင်းမှာယနေ့ရင်ဆိုင်နေရတာပြောချင်တာက စေအာနာရှင်ကိုကျွန်တော်တို့ကတော်လှန်မယ်ဆိုရင်စေအာနာရှင်ရဲ့မူဝါဒတွေစေအာနာရှင်ချပေးတဲ့လမ်းကြောင်းတွေအားလုံးကိုပါကျွန်တော်တို့ကဖျက်သိမ်းရတော့မှာလေဒီလမ်းဝဆောက်ယူရတယ်အဲ့တော့မင်းအရင်တော့ကျောင်း NUG မှာ NUG ဖြစ်နေတယ်လေနော်အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကသွားမှပြုတ်မှပြောနေတဲ့ຢာရအခုမသွားတော့ဘူးဆိုတော့မင်းကဘယ်မင်းကဘယ်ဘက်ကိုအားပေးနေလဲ ဟမ်မင်းဘယ်ဘက်ကိုအားပေးနေအောင်လို့မင်းဟမ်ရင်တော့ကြတော့ NUG အစိုးရအောင်မှမျိုးသားညီညွတ်ရေးစိုးရအောင်မှသွားမယ်လားမပြူအောင်မှဒါပဲမင်းဒီဇိုင်းမမပြောခဲ့တဲ့ကောင်လေဟမ်ဝါစုကလက်တဆုပ်သားငါတို့တော်လိုင်းကြီးကပြူအောင်မယ်ဗျာငါဒီကောင်ကကျွန်တော်အမြဲတမ်းပြောဒီကောင်မျက်နှာမဲလိုက်ဝင်းကမြန်မာနိုင်ငံအလုံးစုံပျက်စီးစေဖို့အတွက်ပဲသူကရည်ရွယ်နေတယ် မြန်မာနိုင်ငံအလုံးစုံပြတ်သုံးဖို့ပဲနော်ကြတော့မြင်သာတာတကူကတော့သူကသူရေအရီကောင်စီကလို့ကရားကောင်စီပဲဖွဲ့ဖွဲ့ကရင်ကောင်စီပဲဖွဲ့ဖွဲ့နော်မင်းတမိုင်းရှိပြီးပြောကြရအောင်မျိုးရန်ကုန်သွားပါလို့သူကသူရှိပြီးသားနော်ကြတော့ဟန်တာဝရီနော်ရန်ကုန်သူကသူအကုန်အကုန်ရှိတယ်ကွာအဲ့ဒါကြီးကိုမင်းတမိုင်းကြောင်းလှန်ပြီးပြောနေတယ်မင်းရဲ့စိတ်စင်နာကမင်းမြန်မာနိုင်ငံလုံးစုံပြည့်စည်နေဖို့လုပ်နေတာ နော်မင်းဒီရက်စောက်ဆံဝင်နေတာပဲနော်မင်းပေါက်တန်ပေါက်ပန်းလေးတွေပြောတယ်မြန်မာနိုင်ငံလုံးလုံးပြည့်စည်နေအောင်ပြောတယ်နော်မြန်မာနိုင်ငံလူတွေတည်ကျင်းနေမင်းပြောတယ်နော်ဒါပဲမင်းနော်အခုကျတော့မင်း NUG ဒီဟိုမင်းမထောက်ကန်တော့ဘယ်နဲ့အခုတို့ရခိုင်ဘောပြီးမှလိုက်ကရင်ဘောပြီးမှလိုက်ချမ်းမြောက်ဘောပြီးမှလိုက် နော်အကုန်ကုန်မင်းမင်းပေါက်ပန်းလေးတွေပြည့်လာမင်းရဲ့စိတ်တန်တန်ကမင်းအကုန်ပြည့်စည်နေတာ နော်မင်းတို့ဟာကြီးကအခုချိန်ကြီးလဲမင်းတို့ကောင်တွေကဖွဲ့လို့ပွဲလို့လည်းမီးမင်းလည်းတစ်ခုပြီးတစ်ခုပြောင်းလဲလာတာမင်းအများကြီးဖြစ်လာပြီနော်မင်းမလို့စောက်ချမ်းမရှိပဲနဲ့ကိုကိုစောက်ပြကြီးလို့လို့နဲ့စောက်ခွက်ကကြက်တည်းမရှိတဲ့စောက်ခွက်နဲ့တက်တက်ပြောင်းတာစံနာထောင်ကြီးလိုက်ရောနည်းပဲကျန်တော့အဲ့တော့ဘလောက်ထိတောင်ပြောလာပြီလဲဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့စကလုံးကိုတောင်လက်မခံတော့ဘူး ပြောချင်တာကအမျိုးသားအစိုးရဆိုတာကိုတောင်လက်မခံတော့ဘူးပြောချင်တာကအဲ့လောက်ထိသူတို့အသေးစိတ်စကလုံးနေရာအစာဆွေးနွေးနေကြပြီအဲ့တော့အဲ့အဲ့ဒီအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲလို့မရဘူးဖြစ်နေတာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမယ် NUCC တို့ NUG တို့လုပ်မယ်အစည်းအဝေးပွဲကိုလည်းမတက်ကြတော့ဘူးမတက်ကြတော့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီလမ်းကြောင်း ဒီဆက်အနာရှင်တွေချထားတဲ့ဒီပြည်တော်စုပါတီဆိုတဲ့အတွေးခေါ်ပေါ့အဲ့ဒီအတွေးခေါ်ကိုလက်မခံကြတော့ဘူးဒါဆက်အနာရှင်ဘာလို့ဆက်အနာရှင်ဘာလို့ပြည်တော်စုပါတီလုပ်ပြီးလဲအဲ့ဒါမှသူတို့ကြံဖို့ကတနိုင်ငံလုံးကိုအုပ်ချုပ်လို့ရမှာလေအဲ့တော့အဲ့ဒီအခင်းကျင်းကြီးကတကယ်ဖြစ်နေပြီပြောချင်တာကအခုသွားနေတဲ့လမ်းကြောင်းဟာအမေရိကန်ပုံစံ Republic ပုံစံမျိုးကိုတိုင်းသားအများစုကဒီနိုင်ငံသူနိုင်ငံသားအများစုကလက်မခံတော့ဘူး EU ပုံစံ ဖြစ်ဖို့များနေပြီအဲ့တော့ EU ပုံစံနဲ့ Federal ကိုသွားဖို့များနေပြီဥပမာဂျာမန်ပုံစံဆိုတာတော်တော်ကောင်းတာအဲ့တော့ဂျာမန်ပုံစံနဲ့ဒါယူကောက်ဝဲလောက်လိုက်ရင်အမေရိကန်မှာ Donald Trump ဒီသမ္မတဖြစ်စရာကိုအကြောင်းမရှိဘူးအဲ့တော့တပါတီတွေက30ရံကနုံးပဲရတာလေအဲ့တော့တနိုင်ငံလုံးကသူ့ကိုဘလောက်ထောက်ခံလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့သူကအစိုးရဖွဲ့တာလीအ အဲ့တော့အဲ့လိုမျိုးအနေထားတွေဖြစ်လာတော့တာဖြစ်တဲ့အတွက်ဒါပြည်တွင်းရဲ့လက်ရှိအနေထားဟာအဲ့ဒီအနေထားပါအဲ့တော့ NUG က2008အဖွဲ့စည်းပုံတော့မဆွဲနိုင်ဘူးလားလို့မေးတာတချို့ကအပြစ်ပြောကြတယ်တချို့ကဘာကြောင့်မဆွဲလဲဆိုအဲ့ဒီကြောင့်မဆွဲနိုင်တာဆွဲလို့လည်းမရတော့ဘူးပြောချင်တာကဒါကြောင့် NUG ဒီအစိုးရတရဲ့အနေနဲ့ပဲသွားမယ်သို့တော်လေကျန်တဲ့ဒေသတွေအားလုံးကသူ့ဟာသူ့ သူ့ပုံစံနဲ့သူရက်တီးပြီးတော့မဟာမိတ်ပုံစံနဲ့ပဲသွားမှာအဲ့တော့ဒါကြောင့်သူက transition နဲ့ arrangement လို့ပဲသူကခေါ်တော့မှာအတွင်ကူပြောင်းဆိုင်ရာ season ပေါ့အမျိုးသားအစိုးရဆိုတာကိုလက်မခံတော့ဘူးပြောချင်တာကဘယ်သူကမှအမျိုးသားကိုကိုစားပြုခွင့်မပေးတာမပေးတော့ဘူးပေါ့အဲ့တော့ဘယ်သူကမှအမျိုးသားကိုကိုစားကူးယူမပေးပဲပါနေတဲ့လူအားလုံးထဲကမှကိုစားပြုတဲ့ လက်တွေ့ကြသောစုဖွဲ့မှုများကိုဆွေးနွေးနေကြပြီအဲ့ဒီအဲ့ဒီလမ်းကြောင်းကိုတည်သွားကြပြီဟိုပြောချင်တာကပြောချင်တာကဒါပြည်တွင်းရဲ့တူတက်မှုဖြစ်တယ်ဒါကြောင့်အရာဝတီလည်းလွမြောက်နေမယ်ဘာကြောင့်လဲအရာဝတီမှာရှိတဲ့မွန်ကရင်ရခိုင်တို့နဲ့ပမာတွေကအရာဝတီကိုလွမြောက်အောင်လုပ်တော့မယ် ။ဒါကြောင့်လည်းသူတို့ ARD အစိုးရဖွဲ့လိုက်ပြီ။မဆေးလေးပါလေးလှုပ်တော့အောင်နော်။ဆေးလေးပါလေးလှုပ်တော့အောင်နော်။ဆေးလေးပါလေးလှုပ်တော့အောင်။ကျွန်တော်ဆဲပါဆဲခြင်းနော်။တော်တော်ဆဲခြင်းနော်။ဒေါသတော်တော်ထွက်အောင်နော်။ဒီခွေးတောင်းသားနော်။အိုးဘလို့ပြောရမှန်းမသိတော့ဗျာနော်ဆေးလေးပါလေးလုံတောင်ဆောက်မင်းလိုកောင်မျိုးတောင်မှ မင်းလိုဆောက်စင်မရှိ ခွေးလောက်တောင်စောက်စင်မရှိတဲ့ကောင်ကတိလို့ရှင်ပဲဒေါ်နယ်ထရန့်တို့ဘာလို့လျှောက်ပြောနေနဲ့နော်ဖက်ဒရယ်တွေနော်ဒီမိုကရေစီလျှောက်ပြောနေနဲ့မင်းတို့စောက်အောင်တော့မရှိတဲ့ကောင်တောင်တိတယ်ဆိုဟိုကမင်းကဘာလုံးတကဘာလုံးလှုပ်ရမ်းနိုင်တဲ့သူတွေမင်းတက်တိတယ်ဟမ်ဘလို့လွတ်မြောက်မှာဘနာလွတ်မြောက်နေရုံလို့ဟမ်လွတ်မြောက်တယ်ဆိုမှရှိဘူးပြက်စီးတယ်ပဲရှိရနော်မြန်မာနိုင်ငံပြည်သူသက်ကရရင်ရမရလို့ချင်းဘယ်နော်နှစ်ပေါင်းရရှိကြာလဲခင်ဗျာ ဘယ်လက်နဲ့ကင်မှဘာမှရမှာမဟုတ်ဘူးကနော်မျိုးတွေတစ်မျိုးပြီးတစ်မျိုးရွာတွေတော်ရည်ပြောင်းပြောင်းလွတ်မြောက်တယ်ဆိုတာတဏီယာမှမရှိသေးဘူးဘနာရှိအောင်မြန်မာနိုင်ငံမှာပြမင်းရင်ဟို UK ကိုခွေးတိုးပေါင်းနဲ့ရောက်သွားပြီးတော့စောက်ကြီးစောက်ချင်ပြောမယ်မင်း UK ကိုခွေးတိုးပေါက်ကရောက်တာအကုန်သိရင်နော်မင်း UK ကိုခွေးတိုးပေါက်ကရောက်တဲ့ကောင်နော်နော်ဟမ်မြန်မာနိုင်ငံလွတ်မြောက်မယ်ဘနာလွတ်မြောက်တော့ပြဟမ်ရှမ်းမြောက်ပြဟမ်ကရင်ပြမလားကရင်ပြမလားဟမ် ဘယ်နားမြအောင်ပြကျင်တဲ့ဟာငါ့ကိုပြောစမ်းပါနော်ပြငါ့ကိုပြအနားလွတ်မြောက်တော့အေးလွတ်မြောက်တယ်ဆိုတော့မကြည့်ပျက်စီးတာပဲရှိတယ်နော်တရောင်းစားနော်ဆဲပါဆဲချင်တာနော်တော်စောက်ကြီးပါတယ်ကွာမင်းလို့ကောင်းတော့မင်းလို့စောက်သုံးမကြတော့နော်သူများနိုင်ငံကိုနော်ခွေးတိုးဘောက်ကရောက်တဲ့ကောင်းတော့မင်းအဲ့လောက်တည်ရဆိုမင်းဟိုကတစ်ကဘာလုံးကိုင်လုံးနေတဲ့ကောင်နော် နော်ဒေါ်လာအောင်ဘီလီယံနဲ့ရှိပြီးတော့တထေးပြည့်ခံယူပြီးတော့နော်နေနေတဲ့ကောင်အကုန်သိတယ်နော်ဘယ်လိုဘယ်သူဘယ်လိုလုပ်ရမလဲဘယ်သူကအရှင်ကြိုက်တယ်ဘယ်နိုင်ငံကအရှိုးကြိုက်တယ်အကုန်လုံးရှိပြီးကနော် CIA အစဲတွေအကုန်ဖြန့်ထားပြီးကအဲ့လိုလူကမသိဘူးထင်နေလို့လားမဲဖောက်ယူလို့လို့စောက်ဘောလို့နဲမင်းမမင်းအခုချိန်ကြီးအမှကြည့်လိုက်တော့ခင်ဗျာနော်အခု NUG ကစောက်သုံးကြတဲ့အဆင်ပြေပါလိမ့်နော် NUG စောက်သုံးကြတော့အခုကဟိုဖွဲ့ဒီဖွဲ့မင်းတို့ဖွဲ့လို့မပြီးနိုင်ဘူးလား 2023လေးရောက်တိုင်းဖွဲ့လို့မပြီးသေးဘူးလားဟင်ခက်ခွင်းပြင်းနေတော့မှရှိသေးလားဟမ်အကြတော့ယုံတဲ့ကောင်တွေယုံကြပါကွာနော်ခက်ခွင်းပြင်းနေတော့မှရှိသေးရဲ့အခုချိန်ဒီစုဖွဲ့မှုဟာအခုချိန်ဒီဘယ်တော့မှမစီလုံးနော်နှစ်ယောက်ရှိရင်သုံးဖွဲ့ပွဲတယ်နော်တူဝီလေးနှစ်ယောက်နော်အဘအစီအစဉ်လေးလုပ်တယ်အဲ့ဒါလည်းအကွဲပြဲပဲနော်ပြီးလည်းပြီးတော့အခုစောက်ယူကြီးလို့ဖြစ်လို့အဲ့တိုင်းနေပဲဒီကောင်တွေကစောက်ယူကြီးနေတာသုံးတယ် เนาะဆေးလေးပါဒီလှုပ်တိုက်ကြအောင်တို့မိသားစုဝင်နေเนาะ UK မှာရှိနေတဲ့မိသားစုဝင်နေဆေးလေးလှုပ်တိုက်အောင်ဒီကောင်လှန့်ဝင်းဆိုရယ်ကောင်เนาะကြတော့စိတ်ကြီးဆိုရယ်ကောင်လည်းဆေးလှုပ်တိုက်ကြအောင်เนาะစောက်ယူလို့စောက်ဘောလို့နေဘင်းတို့ကောင်လည်းမြန်မာနိုင်ငံပြက်စီးနေရပဲလူချင်းတဲ့ကောင်တွေဆိုအခုချိန်ဒီလဲကောဟိုဖွဲ့ဒီဒီဖွဲ့ဒီတခုမှောင်မငြိမ်းချမ်းနိုင်ဘူးเนาะအခုချိန်ဒီသူတို့ကဖွဲ့လို့မပြီးသေးဘူးဖွဲ့လို့မပြီးသေးဘူး နော်အခုကစုဖွဲ့လို့ကောင်းတော့အခုကဒီလိုဟိုနာလေးတရှင်းဆိုလိုက်အဟိုနာလေးရောင်နေတရှင်းလိုက်လာတခုခုတော့လာနေပြီဘာကြီးလှုပ်လိုက်နော်မင်းတို့ကောင်းနေကနော်ကြတော့ပြီးရင်တက်ကမွန်ညူဟာဖွင့်ပြီးမယ်နော်တက်ကမွန်ညူဟာတဘောလှုပ်ပြီးမယ်နော်အခုချိန်ဒီကိုသူတို့မှစုဖွဲ့မှုတွေမပြီးနိုင်တော့အခုတက်ကမွန်ညူဟာအုပ်ဖွင့်ချပြီနော်ဝင်ကြီးတွေဝင်ငယ်တွေအမှနော်ကြာကြာကန်မကြာကန်ကြာကန်ရောကောင်းမရောအကုန်လုံး เนาะအမားတွေအပန်တွေအမထုတ်ပြောကုန်ပြီသူကိုယ်တိုင်เนาะအဲစီရီယန်နေเนาะစီရီယန်လုတ်ခိုင်းခဲ့တဲ့အတွက်အမပြန်တောင်းမှန်းနိုင်တော့ပါလာပြီတက်ကမွန်းညိုเนาะကျွန်တော်တပိုးလုတ်ပြီးမယ်เนาะတက်ကမွန်းညိုကသူစီရီယန်အတင်းကျလုတ်ခိုင်းခဲ့တဲ့အရာမှားယွင်းတဲ့အရာတွေသူကိုရောကိုယ်တိုင်မှားယွင်းပြီးတော့လုတ်ခဲ့တဲ့အရာတွေအမအကုန်ပြောလာကုန်ပြီเนาะအဲကြတော့ခမရတို့မြင်သာအောင်ပြောတာအခုချိန်ကြီးစူပွဲမှု ငောမပြီးနိုင်ဘူး VPN လေးရလဲစုဖွဲ့နေမှာပြီးနိုင်တယ်အခုချိန်ကြီးအညာဒေတာကိုရှေ့ရှာပြီးပြောသေးရအခုချိန်ကြီးသူမှာစုဖွဲ့နေရတော့နော်ပါတော်လုံးနဲ့လည်းမတက် VPN လေးနဲ့လည်းဟမ်မာကျတော့ခင်ဗျားတို့ကကြီးက bet.co လုံးမမစီးလုံးမမစီးလုံးမနဲ့ခင်ဗျားဘယ်လိုလို့ခင်ဗျားနော်ခင်ဗျားတို့ကကြီးကအောင်မလို့နော်နေပါလေးလည်းစဉ်းစားကြပါဦးနေပါလေးလည်းစဉ်းစားကြပါဦးအုံနောက်လေးပါရင်လည်း ခုချိန်ဒီကိုစုဖွဲ့မှုကပြီးသေးဘူးဆိုတော့ပြီးပြီပေါ့နော်အစားတော့ကြာမြို့သားညင်ညွေးသားဆိုရအခုကြတော့မြို့သားညင်ညွေးသားဘာမှမဆိုင်တော့ဘူးကြာတော့လှိုင်ဝင်းကိုစေးလှုပ်တိုက်လိုက်ကြပါအောင်နော်စေးလှုပ်တိုက်လိုက်ကြပါအောင်